ရောပတိုက်တစ်ခုလုံးကိုတင်ပိုက်ပြီးတာတောင်မကျေနပ်နိုင်သေးတဲ့နပိုလီယန်ကရုရှားနယ်စပ်အထိသွားပြီးဗျံစပါလီရောရုရှားဘက်ကလူတွေကိုချောဆွဲလိုက်ပြီးစစ်တပ်ကြီးကိုအ мян ဖွဲ့စည်းကပြန်တိုက်ဖို့ခြေတက်လာတဲ့အခါမှာမြစ်တစ်ဖက်ကမှတက်ဆွဲထားတဲ့နပိုလီယန်ရဲ့တက်ခွဲတစ်ခုကိုတွေ့ရှိသွားတာကြောင့်ရုရှားတပ်ကအပြက်ခြေမုံဖို့ဝင်တိုက်ကြတယ်အဲ့ဒီတက်ခွဲကနပိုလီယန်စီတည်င်းပို့လိုက်ပြီးတော့အပြင်းထန်ခုခံကြပေမဲ့ရုရှားတပ်ကတောင်ပန်နှစ်ဖက်ကိုဖြန့်ကျက်ပြီးတော့ညှက်တိုက်ဖို့ရှေ့တက်လာတယ်ဒါကြောင့် င်ပြင်သစ်တပ်ခွဲကစနစ်တကျနောက်ဆုတ်ပြီးတော့တိုက်ခိုက်တဲ့နီးကိုအတုံးပြူရင်းနဲ့မြို့တဲကိုရောက်သွားတော့တယ်နောက်ဆုံးတော့ရုရှားတပ်ရဲ့ဝိုင်းတိုက်တောက်ကိုခံနေရတဲ့အပြင်အဆက်မပြတ်ပြစ်ခတ်မှုတွေရဲ့ကြားမှာအကြအဆုံများလာတော့တယ်အဲ့ချိန်မှာမူးချုပ်သွားတာကြောင့်ရုရှားတပ်ကနောက်နေ့မှအပြတ်ရှင်းဖို့ယာယီတံတားကိုအရင်ဆောင်းလုလိုက်ပြီးတော့အင်အားကိုထပ်ဖြည့်ကတိုက်စစ်ဆင်ဖို့ကြိုတင်စုဖွဲ့ထားလိုက်တယ်မူးလင်းလာတာနဲ့ရုရှားတပ်ကထိုးစစ်ဆင်ကြတဲ့အချိန်မှာနပိုလီယံကရောက်ရှိနေပြီဖြစ်ပြီးတံပြန်တိုက်စစ်ဆင်တဲ့အတွက် ရုရှားဘက်ကပြန်ဆုတ်လာရတဲ့ဆက်ပြီးနပိုလီယန်ရဲ့အမြောက်တပ်ဖွဲ့ကအရှိကိုတက်လာပြီးရုရှားတပ်ဖွဲ့တွေကိုတဲပစ်ပါလီရော အမြောက်စံဒီကလူအုပ်ကြားတွေကိုဇက်တိုက်ကြားရောက်နေတာမို့မခံနိုင်တော့ဘဲနဲ့နောက်ဆုတ်ပေးလိုက်ရတဲ့ဖြစ်ချင်တော့အနောက်မှာမြစ်ခံနေတာကြောင့်ကျင်းမြောင်းတဲ့တံတားပေါ်ကနေထွက်ပြေးဖို့အလူအရက်ဖြစ်လာကြတယ်အဲ့ချိန်မှာနပိုလီယန်ကရှေ့တက်ဖို့အမိန်ပေးလိုက်တာနဲ့အားလုံးကအစွမ်းကုန်အော်ဟစ်က ဝင်တိုက်ကြပါလီရောဒါကြောင့်ရုရှားဘက်ကမြစ်ထဲမှာလက်ပစ်ကူး းနေရင်းနဲ့ကြဆုံသွားကြသလိုတချို့ကပိတ်ဆို့နေတဲ့တံတားပေါ်မှာအတင်းဖိတိုးနေချိန်မှာအမြောက်ဆန်တွေကြရောက်လာတာကြောင့်တံတားနဲ့ပါရောပြီးတော့ရေထဲမှာမျောပါသွားတော့တယ်မြစ်တစ်ဖက်မှာပိတ်မိသွားတဲ့တက်တွေအားလုံးကရန်သူရဲ့လက်ထဲကိုကြရောက်သွားတော့တယ်အဲ့ဒီတိုက်ပွဲအပြီးမှာနပိုလီယံပြောလိုက်တာကအခုလိုအခွင့်အရေးမျိုးနှခါမရဘူးရန်သူအမားလုံးနေချိန်မှာကိုကဝင်မနှောက်ရက်ပဲပေးလုထားလိုက်ပါတက်ပြုတ်သွားတဲ့ရုရှားဘီရင်ကသူ့ရဲ့လက်အောက်ခံဖြစ်တဲ့ပရက်ရှားနိုင်ငံကိုနပိုလီယံစီထိုးပေးလိုက်တာ စစ်ပြေငိမ့်လိုက်တဲ့ဆက်ပြီးနပိုလီယန်ကသူ့ရဲ့ရန်သူဖြစ်တဲ့အင်္ဂလန်ကိုဖြိုဖို့စလုပ်တယ်။ဥရောပပတ်ပတ်လည်မှာရှိတဲ့ကန်ယိုဒန်တလျှောက်လုံးကအင်္ဂလန်ကိုပိတ်ပင်တားဆီးလိုက်တယ်။အင်္ဂလန်ဘက်ကလည်းဘလို့တုံ့ပြန်တယ်လဲဆိုရင်ပြင်သစ်တင်မိုးတွေမှန်တမျှကိုလိုက်လံဖျက်ဆီးနေတာပါ။ဒါကြောင့်အင်္ဂလန်နဲ့ပြင်သစ်ကပြင်လေပြင်မှာထိတ်တိုက်တွေ့ကြတော့မှာကိုနောက်အပိုင်းမှာဆက်ပါမယ်။